ဘူရူနီကထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ရိုးရာလိုင်းကထုံအေးမျိုးပွဲတော်မှာတနိုင်ငံလုံးကထိုင်းပြည်သူတွေပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ဒီပွဲတော်ဟာရေနက်ဖျားမရဲ့ဂျေဇုတော်ကိုဖော်ပြတဲ့ပွဲတော်ဖြစ်ပါတယ်။ဒီနေ့လိုင်းကထုံပွဲတော်ဟာထိုင်းပြည်မေရော်ဂျီသီရီခစ်နဲ့ရွာဆန်ခဲ့ချိန်နဲ့တိုက်ဆိုင်ခဲ့ပါတယ်။မေရော်ဂျီသီရီခစ်ဟာပြီးခဲ့တဲ့လနောင်ပိုင်းကတတ်တော်63နှစ်အရွယ်မှာနဲ့ရွာဆန်ခဲ့တာပါ။ ။လိုင်ကထုံပွဲတော်အတွင်းမှာထိုင်းပြည်သူတွေဟာပန်းတွေ၊နတ်သက်ဖြူတွေ၊ဖျောင်းနိုင်တွေထည့်ထားတဲ့ကထိန်ချင်းလေးတွေကိုမီးစက်ရမြစ်ချောင်းအင်းအိုင်တွေမှာရေးမျောချကြတာပါ။ဘုံမန်တော့ဒီပွဲတော်မှာမီးရှူးမီးပန်းတွေတီဆိုကခုံပွဲတွေပါပါဝင်ပေမဲ့ဒီနှစ်မှာတော့အဲ့ဒါတွေကိုမြန်မြန်ဆဆမလုပ်ခဲ့ကြပါဘူး။ဘန်ကောက်မြို့ကနမကျော့ရေကန်ဘေးဈေးဝယ်စင်တာတခုမှာတော့နေရဝင်းစင်လာကြတဲ့ဧည့်သည်အများပြားဟာ တမနစ်ငိန်သက်ပြီးမဲရော်ကြီးအတွက်အောက်မေ့ဝယ်ခန်းသားကိုကျင်းပခဲ့ကြပါတယ်။ထိုင်းယူရပိုးတဲ့ဝစ်ဆုံဖက်ရှင်ရှိုးပွဲတစ်ခုကိုလည်းကျင်းပခဲ့ပါတယ်။မဲရော်ကြီးသီရီခင်ဟာရှင်းလက်စင်းရဲနွမ်းပါမှုကိုတိုက်ဖြတ်ဖို့နီလန်တစ်ခုဖြင့်ဒီထိုင်းယူရပိုးတဲ့လုပ်ငန်းကိုတက်တက်ကြွကြွမြင့်တင်ခဲ့သူလည်းဖြစ်ပါတယ်။ ปีนี้ก็เป็นปีลาฮาท้ายปีတွေအတွက်ကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခုပါကျမတို့ဟာမေတော်ကြီးနဲ့ရွာဆန်ခဲ့မှုအတွက်ဝမ်းနဲ့ပူဆွေးနေကြရပါတယ်ဘန်ကထုံရွာပွဲတော်မှာထိုင်းရွာဝစ်စုံတွေဝင်ပြီးရေမျောရတာဟာမေတော်ကြီးနဲ့ရွာဆန်ခြင်းဝမ်းနဲ့ကြေကွဲမှုကိုဖော်ပြပုံလေးတစ်ခုလို့မြင်ပါတယ်လို့ရေမျောပွဲတော်ကိုလာရောက်တဲ့ထိုင်းပြည်သူတို့ကပြောဆိုပါတယ်ရှင်